ကညီကိုတို့အားလုံးမင်္ဂလာပါ Gosco Facebook ပေးနဲ့ YouTube Channel ကကြိုးစားပါတယ်ဗောနော်ကဲကျွန်တော်တို့မနေ့ဖြစ်ရင်တင်းင်းကွန်နေနေမနေ့ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ FIFA Club World Cup စပြီဗောနော်ဒီ FIFA Club World Cup စပြီဆိုတော့ကျွန်တော်တို့အဖွင့်ပွဲနေလက်ဒီအားလုံးတည်လာတည်ကြတဲ့ Inter Miami ဗောနော် Gosco Messi အသင်းရဲ့နောက်ပြီးတော့ Egypt Club ဖြစ်တဲ့ AI အားလေးအသင်းနဲ့အဖွင့်ပွဲကစားကြမယ်ဗော တော့ကျွန်တော်ဒီအဖွင့်ပွဲကိုပထမဆုံးနေလက်သုံးတက်ပေးမယ်ပေါ့နော်ကဲဒီပွဲကိုသုံးတက်မယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးကြည့်ရမှာဒီ group ရဲ့အခြေအနေပေါ့နော် group ကတော့ group A ပေါ့ဒီ group A ကိုကြည့်တဲ့အခါမှာ group A မှာပါဝင်တဲ့အသင်းတွေကဒီ FP เอ่อ FC Porto အသင်းပေါ့နော်ဒီ Portuguese club ဖြစ်တဲ့ FC Porto အသင်းရဲ့နောက်ပြီး Brazil club ဖြစ်တဲ့ Palmeiras အသင်းရဲ့နောက်ပြီး Egypt club ဖြစ်တဲ့အခုအဖွင့်ပွဲကစားမဲ့ Egypt club ဖြစ်တဲ့ အရာလေးအတင်းရယ်နောက်ပြီးတော့အမေရိကန်ဒီကုန်းကြီးမက်ဆီရဲ့အတင်းဖြစ်တဲ့အင်တာမိုင်အမီအတင်းရယ်ပေါ့ဒီ၄တင်းပါတယ်ပေါ့ဒီ၄တင်းကိုကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ရေပုံရအားဖြင့်ဒီ group မှာနောက်တစ်ဆင့်တက်မဲ့အတင်းကိုရေပုံရအားဖြင့်ကြီးလိုက်မယ်ဆိုလို့ချင်းအားလုံးကျွန်တော်နဲ့အတူပေါ့နော်အားလုံးဒီ group ဒီမှာအောက်စုတက်ဖို့တေးကြတယ်အတင်းကိုပြောပါဆိုလို့ချင်းဒီ FC Porto အသင်းကိုပဲအားလုံးပြောကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ group မှာ FC Porto အသင်းကနောက်တစ်ဆင့်တက်ဖို့တေချာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်သင်းကိုရွေးမှာပေါ့ကျန်တဲ့3သင်းနဲ့ကနောက်တစ်သင်းကိုရွေးမှာဆိုလို့ရှိရင်ဘယ်သင်းဖြစ်နိုင်လဲဘယ်သင်းဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီပါမီရာဘရာဇီးအသင်းပါမီရာအသင်းရဲ့ဒီ Egypt Club ဖြစ်တဲ့ AR အာလီအသင်းရဲ့ ဒီကိုကြီးမက်စီရဲ့အင်တာမိုင်အမီအသင်းရဲ့ဒီ၃တင်းနဲ့တသင်းကိုရွေးပါဆိုလို့ရှိရင်ကျွန်တော်ကတော့အင်တာမိုင်ယာမီရဲ့ဒီပါမေရအသင်းရဲ့ဒီ AI အလီအသင်းတဲ့ဆိုင်အားကောင်းတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်ကထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီပါမေရအသင်းကိုတော့အင်တာမိုင်ပြီးအသင်းတဲ့ပို့ပြီးတော့ကျွန်တော်နှစ်သက်တယ်ပေါ့ပို့ပြီးတော့အားကောင်းတယ်လို့မြင်တယ်ပေါ့ဗျာ ဲ့တော့ကက်တာကိုထားပါတော့အခုကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင် AR Ali အတင်းနဲ့ Inter Miami အတင်းထိတ်တိုက်တွေ့ရပါဗျာထိတ်တိုက်တွေ့ရဆိုလို့ရှိရင်ကျွန်တော်အမြင်ကဒီ group A မှာဆိုလို့ရှိရင်အားအနည်းဆုံးအတင်းနှစ်တင်းကိုပြောပါဆိုလို့ရှိရင် AR Ali နဲ့ Inter Miami အတင်းလို့ကျွန်တော်ကမြင်ထားတာ ီကိုတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်ကျွန်တော်အမြင်ကတော့အားအနေဆုံးအတင်းကိုပြောပါဆိုလို့ရှိရင် AR အားလေးအတင်းနဲ့ Inter Miami အတင်းလို့ကျွန်တော်အမြင်တာအဲ့တော့ဒီကျွန်တော်အမြင်အရအားအနေဆုံးအတင်းနှစ်တင်းထိတိုက်တွေ့နေတဲ့အချိန်မှာဒီဂရုကနေပြီးတော့နောက်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင်သူတို့ဘာလုပ်ရမလဲဒါကတော့ရှင်းသွားပြီပေါ့နော်အနိုင်ကမ်းရမယ်ပေါ့တေချလို့မရဘူး ဘာကြောင့်လဲဆိုလို့ရှင်သူတို့နှစ်တင်းစီအားအနည်းဆုံးအတင်းလို့ဖြစ်နေတဲ့အတွက်ကြောင့်တည်ကြလို့များတည်ကြသွားပြီဆိုလို့ရှင်နှစ်တင်းစလုံး group ပြုတ်ဖို့อ่ะຢາກရင်တော့များပါပြီအဲ့တော့ကျွန်တော်တို့ကျွန်တော်အမြင်ရအားအနည်းဆုံးအတင်းနှစ်တင်းထိတ်တိုက်တွေ့လိုက်ချိန်မှာတည်ကြလို့များတစ်တင်းနိုင်မှရမယ် group ကတက်ချင်လို့ရှင်တစ်တင်းနိုင်မှရမယ်အဲ့တော့ကျွန်တော်ဒီပွဲကိုတည်ရလို့မမြင်ဘူးဗျာ ်တရေကိုမမြင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနိုင်မယ့်အသင်းတသင်းကိုဟယ်ရီကာအရာယူရတော့မယ်ဟုတ်ရဲ့နော်ဟယ်ရီကာအရာယူရတော့မယ်ဟယ်ရီကာအရာယူရတော့မယ်ဆိုလို့ရှိရင်ဒီ AIL အသင်းနဲ့ Inter Miami အသင်းကဘယ်အသင်းနိုင်နိုင်လဲကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်အဲဆုံးဖြတ်ချက်တစ်ခုမချခင်မှာကျွန်တော်တို့ကြေးလေးကိုအရင်ကြည့်မယ်နော်ခုလက်ရှိကျွန်တော်ပေါင်းကြည့်ကြည့်လေးတခုကြည့်မယ်ရေးလို့ကြည့်တဲ့အခါမှာတချို့ test study ရတော့ တို့ရဲ့အာတန်ပေါ့နော်ယူဘက်ပါညာအစားရှိတွေကြည့်ကြရပေါ့ကျွန်တော်ကတော့အလွယ်တကူကြည့်လို့ရတယ်ဒါဝိုင်းစပတ်ကိုပဲကြည့်မယ်ပေါ့နော်အဲ့တော့ဝိုင်းစပတ်ကိုကြည့်မဲ့အခါမှာ W1 W2 ပေါက်ကြည့်ရဆိုလို့ရှိရင် Interman မြေဘက်ကိုတော့ W2 နေမယ်ဆိုလို့ရှိရင်နှစ်ဆပေးထားရပေါ့ဗျာအဲ W1 နေမယ်ဆိုလို့ရှိရင်သုံးဆကွယ်နေပါပေးထားတယ်အဲ့တော့ ြည့်ရဆိုလို့ရှိရင်အတမန်အမီအပေါ်ကြီးပါဗျာအရာလေးတင်းရတော့အောက်ကြီးပေါ့အဲ့တော့ဒီလိုပေးထားတာကိုကြည့်မယ်နောက်ပြီးတော့ဂိုးပေါင်းကြည့်မယ်ပေါ့နော်ဂိုးပေါင်းကြည့်တဲ့အခါမှာကျွန်တော်တို့ဒီနေ့စနေနေ့မရောက်ခင်တနေ့ရကျွန်တော်တောက်ချန်နေ့ရကြည့်တဲ့အခါမှာဒီ၃လုံးပေါ့နော်၃လုံးဆိုလို့ရှိရင်ဘယ်လောက်စားရမလဲဆိုလို့ရှိရင်၃လုံးကို85 80နီးပါးလောက်ပေးတယ်ခဏဒီစနေနေ့ရောက်တဲ့ စနေနေ့ညရောက်တဲ့အခါမှာအခုကျွန်တော်ကြည့်တဲ့အချိန်မှာ9:35ပေါ့နော်အဲ့ဒီဒါကျွန်တော်ထိုင်းစံတော်အချိန်ပေါ့နော်ကျွန်တော်ထိုင်းမှနေတာဆိုထိုင်းစံတော်အချိန်နဲ့ကြည့်တဲ့အခါမှာ9:35လို့ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်၃လုံးမှ50လောက်ပဲ1.5ပေါ့နော်50လောက်ပဲစားမယ်အချိန်ကိုမောင်ကြီးကတော်တော်ကြီးတက်သွားရဲ့ဗျအဲ့တော့၃လုံးတည်ရဲ့၄လုံးမှပုံမဲ့အချိန်နေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုမောင် ော်တော်ကြီးဈေးရတက်သွားတယ်အဲ့တော့ဂိုးပေါင်းတက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖော်မြူလာပေါ့နော်ကျွန်တော်ရဲ့ဖော်မြူလာဂိုးပေါင်းကပြင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဘလို့ကြိုက်လဲဆိုလို့ရှိရင်အထက်ကြီး body ယူမယ်ဆိုလို့ရှိရင်အဲ့ဒီဘယ်ကိုကျွန်တော်ကဘလို့ကြိုက်လဲဆိုတော့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဒါကျွန်တော်ရဲ့ဖော်မြူလာပေါ့နော်အထက်ကြီး body ဂိုးပေါင်းအောက်ပေါ့အဲ့ဒီလိုကြိုက်ပါလေအဲ့တော့ကျွန်တော်ဒါမယွေးသေးဘူးနော်ရေဘုံရပြောပြတာအထက်ကြီး body ဂိုးပေါင်းအောက် ဒါပေမဲ့ကျွန်တော်တို့ကဒီအထက်ကြီးပေါ်ဒီကိုပေါင်းအောင်ဆိုတာကကျွန်တော်တို့လိမ့်ကြီးတွေကိုများသွားပြီကျွန်တော်ကခံမှန်းတာများတယ်ဒီကလဟောကလိုဟာမျိုးကကျွန်တော်လိမ့်ကြီးတွေကိုကြည့်တဲ့ပုံစံမျိုးဖော်မြူလာမျိုးတော့တတွေ့မသိပြောလို့တော့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကလဟောကကသူ့ရဲ့ play style ကဘလို့ကမ်းပါလဲဒီလိုလဲရှိသေးတာဟုတ်အဲ့တော့ကျွန်တော်တို့က AI အလီအသင်းကိုကျွန်တော်ပြန်ကြည့်လိုက်ခါမှာ AI အလီ သင်းရဲ့စကွက်ကိုကျွန်တော်တို့တွားကြည့်လောက်ခါမှာအင်အားလေးသင်းရဘလို့ကစားသမားမျိုးတွေနဲ့ဖွဲ့စည်းထားတာလဲဆိုတော့များသောအားဖြင့် Egypt player တွေများတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ဒီ Morocco player ၄ယောက်လောက်ပါမယ်ပြီးတော့အခြားနိုင်ငံ player ဆိုလို့ရှိရင်တော်တော်များများနည်းပါတယ်များသောအား Egypt player တွေလည်းဖွဲ့စည်းထားတယ်ဒါပေမဲ့အင်အားလေးသင်းကိုတော့ဒါ short တော့လို့မရဘူးเนาะသူ Egypt လိမ့်မှာဆိုလို့ရှိရင်တော့တော်တော်ကြီးကိုဟိုစွာနဲ့အသိပေါ့နော် သူအတက်ကင်ဆော့တယ်သူရဲ့ဒီ line ကဘယ်လိုထွက်လဲဆိုတော့ရှင်ဖို့တူ331ပုံစံမျိုးလဲအတက်ကင်ဆော့တဲ့ပုံစံမျိုးလဲထွက်တယ်အဲ့တော့ကျွန်တော်ကဒီပွဲကိုအချက်ကြီးပေါ်ဒီ go bang out ရွေးမယ်လို့ကျွန်တော်ရဖော်မြူလာရရွေးမယ်ဆိုလို့ရှင်ကျွန်တော်ကမားနိုင်တယ်လို့ထင်တယ်။အားကြောင့်မားနိုင်တယ်ထင်တယ်ဆိုလို့ရှင်ကျွန်တော်အခုကြိုက်နေတာအထက်ကြီးကြိုက်တယ်။အတမိုင်းကိုကြိုက်တယ် body ကြိုက်တယ်ပေါ့ဗျာဒါပေမဲ့ကိုးပေါင်းအောင်ရွေးပါဆိုလို့ချင်းကျွန်တော်ကိုးပေါင်းအောင်ကိုကြိုက်ဘူးကျွန်တော်ရဖုံပြရရဆိုလို့ချင်းအထက်ကြီး body ကိုးပေါင်းအောင်ပဲဒါပေမဲ့ကျွန်တော်တို့သုံးသပ်နေကြလက်ကြီးတွေမဟုတ်ဘူးဒါဒီဘာလဲဆိုလို့ချင်း fever clan walk ဖြစ်တယ်နောက်ပြီးတော့ဒီနှစ်သိန်းဒီတေးကြလို့မရဘူးရှုံးလို့မရဘူးတေးကြသွားမယ်ဆိုလို့ချင်းနှစ်သိန်းလုံးပြုတ်နိုင်တာရှုံးသွားမယ်ဆိုလို့ချင်းလည်းပဲရှုံးနေပြီးကျင်းနေတယ် ဒီ group ကပြုံးပါပဲအဲ့တော့ဒီပွဲကဘလို့ကစားမလဲဆိုလို့ရှင်နိုင်အောင်ကစားပါကိုတွင်းခံရတဲ့အသင်းရလည်းပဲသူတို့ဒီရှုံးလို့မရအောင်ပြန်တိုက်ပါပဲအဲ့တော့ကျွန်တော်ကနှစ်ဖက်သလုံးကိုတွင်းမယ်ကိုပေါ်မယ်ဒါပေမဲ့အင်တာမိုင်းမနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်ဘာကြိုက်လဲဆိုလို့ရှင်အလုံးခိုးပေါင်းခိုးလုံးခိုးပေါင်းသုံးလုံးတည်ရဖြစ်စေကမှကျွန်တော်ခိုးပေါင်းအပေါ်အင်တာမိုင်းပြီးပေါ်ရကြိုက်ပါတယ် ဲ့တော့ဂိုးဘောနဲ့ဘောဒီဘလာကိုပိုကြိုက်လဲဆိုလို့ရှိရင်ကျွန်တော်အင်တာမိုင်းမီဘောဒီကိုပိုကြိုက်ပါတယ်။ဘာကြောင့်အင်တာမိုင်းမီဘောဒီကိုကြိုက်ရလဲဆိုလို့ရှိရင်အင်တာမိုင်းမီနဲ့ဒီအရာလေးအတင်းရဲ့ player value ကတိုင်းกว่าပါ